ကြာခင်မှာသောမတ်လေးချင်ကံပြန်လုံးမိဖြစ်အိုလံပစ်ရွှေတဆိပ်သုံးဆုရှင်အမေရိကန်တာတိုပြေးမဲ့ကက်ဘီသောမတ်ကဖနောင်းတိုင်အားကနေပြန်လဲတက်တာလာပြီးတဲ့နောက်မကြာခင်မှာလေးချင်ကံပြန်ဆင်းနိုင်မယ်လို့သိရပါတယ်။ပြီးခဲ့လကျင်းပခဲ့တဲ့ကမ္ဘာချန်ပီယံရှစ်ပြေးခုံပြေးပြိုင်ပွဲကိုလွဲချော်ခဲ့ရတဲ့သောမတ်က2026ခုနှစ်မှာစံခိုင်မှုအပြေးနဲ့ပြိုင်ပွဲတွေကိုပါဝင်ရှင်ပြန်နိုင်မှုပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ ။အိုလံပစ်မီတာ200ပြေးပွဲမှာရွှေတစိမ့်ဆုရထားတဲ့သောမတ်စ်ကဖယ်ရီအိုလံပစ်ပြိုင်ပွဲရဲ့မီတာ104ရောက်တွဲလက်ဆင့်ကန်နဲ့မီတာ404ရောက်တွဲလက်ဆင့်ကန်ပွဲစဉ်တွေမှာအမေရိကန်သင်းကိုရွှေတစိမ့်ဆုရအောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလမှာတော့ဖထောင်းထံရရှားခဲ့တဲ့အတွက်သောမတ်စ်ကအနားယူနေရပြီးတူဂျိုမှာကျင်းပခဲ့တဲ့ကမ္ဘာချန်ပီယံရှစ်ပြေးခုံပြပြိုင်ပွဲကိုလွှဲချော်ခဲ့ရပါတယ် ။တရားပဒနာဆိုတာကအာကစားသမားရိုက်နဲ့မကင်းကြသလိုမကြခင်မှာလာမဲ့ရှာသည့်အတွက်လေ့ကျင့်ခန်းတွေပြန်ဆနိုင်မှာဖြစ်ပါတယ်လို့သောမတ်စ်ကအတည်ပြုသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့သောမတ်စ်ကပြေးခုံပြေးအာကစားလောကတွင်မှအမျိုးသမီးပြောင်းလဲဝင်နေအခွင့်ရေးအတွက်ဦးဆောင်လှုပ်ရှားသွားမှာဖြစ်ပြီးတော့အခုချိန်ကတော့အပြောင်းလဲတွေအတွက်အချိန်ကောင်းတစ်ခုဖြစ်ပါတယ်လို့ပြောသွားပါတယ်။